ကျေးဇူးအများကြီးတင်တယ်ကျွန်တော်ကိုလေဒီအခုချိန်ထိအခုချိန်ဆိုညနေနေပေါ့နော်ပြီးတော့လဲဟိုမြန်မာပြည်ကဆိုလို့ရှိရင်အင်တာနက်ကရချင်မှလည်းရအောင်ပဲအဲ့ဒါကိုစောက်ကြည့်ပြီးတော့မှကျွန်တော်အားပေးတဲ့အတွက်တကယ်ကိုကျေးဇူးရင်ထဲကနေလိုက်လိုက်လေလဲကျေးဇူးတင်တယ်ပြီးတော့လဲဒီဒီမှာလာရောက်အားပေးတဲ့အရောက်စီတိုင်းလဲအလုပ်တွေအပြည့်ခံပြီးတော့မှလဲအပင်ပန်းခံကားခအကုန်ခံပြီးတော့မှဟိုဒီထိလာရောက်အားပေးတဲ့အတွက်ကြောင့်မလို့တကယ်ကျေးဇူးတကယ်တင်တယ်ပြီးတော့ဒီထက်မကလဲဟိုဘယ်လိုပြောမလဲ ဘယ်တော့ပို့ပြီးတော့ကြိုးစားမယ်ကျွန်တော်ပို့ပြီးတော့ကြိုးစားမယ်သူတို့ရဂုံယူစေရမယ်အမျိုးသမီးတယောက်ဖြစ်အောင်ကျွန်တော်ရအောင်ကျွန်တော်ကတိပေးပါတယ်လို့ဟုတ်ကဲ့ပို့ပြီးတော့ကြိုးစားမယ်ကြိုးအားပေးရကြိုးနာတဲ့အထိကြိုးစားပေးပါမယ်လို့ဟုတ်ကဲ့ Judge number 1 call this contest in favor of them Judge number 2 call this contest in favor of Lee and Judge number 3 call this contest in favor of your winner by split decision ဟုတ်ကဲ့နိုင်ပွဲထပ်ပြီးတော့ယူဆောင်လာနိုင်တဲ့အတွက်ကြောင့်မလို့ကိုယ့်ကိုယ်လည်းအဂုံယူမိတယ်လို့ပိတ်တာအတွက်လည်းဟိုအရန်ပျော်ရွှင်ခဲ့ရပါတယ်တကယ်ကိုလည်းပျော်ရွှင်ခဲ့ရပါတယ်အာဒီပွဲအတွက်မန္တလေးပြည်စင်ချိန်ကတော့ဒီပွဲကိုစက်တည်တဲ့ချိန်မှာဆိုလို့ရှိရင်တော့၅ပတ်လောက်ပဲပေါ့နော်၅ပတ်လောက်ပါပဲတည်တယ်ဒါပေမဲ့၅ပတ်3 3ပတ်မြောက်မှာ ကျွန်တော်ကစ်ဘောက်စင်ပဲ train တယ်ကစ်ဘောက်စင်ပဲကြိုးစားပြီးတော့ဘာဖြစ်ဆိုတော့ဟို ဟိုကအနစ်စာနဲ့ဟိုကတဲထားတယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုပို့ပြီးတော့လစ်လာထားတယ်။နောက်မှအဲ့ဒီချိန် cancel လုပ်ပြီးတော့နောက်ပိုင်းမှာဇဝေဇဝါရီဖြစ်သွားရောဘာထိုးလို့ထိုးရမှမသိဘူးပဲ။မွေထိုင်လာမလား kickbox လာမလားဆိုပြီးတော့ဆိုမွေထိုင်ရပွဲမတိုင်အာဟိုကမတိုင်ခေတပတ်ကျော်လောက်မှပြန်ပြီးတော့တည်ရတော့တပတ်ကျော်နှစ်ပတ်လောက်ပေါ့ဟုတ်တယ်။အဲ့ချိန်မှတည်ရတော့ဟိုပြန်ပြီးတော့ပြင်ဆင်ခဲ့တာပေါ့အဲ့အလုံးစုံ6ပတ်လောက်ပါပဲဟုတ်ကဲ့။အော်ရှိတာပေါ့ကျွန်တော်ကကျွန်တော်တို့က ပါမတစ်ခုကအခက်ခဲရှိတာကကစ်ပေါင်းစင်ကိုပြင်ဆင်တယ်။အဲ့ဒါတစ်ခုရဲ့ပြီးတော့ပြိုင်ဘက်ရဲ့အခြေအနေကိုကြည့်ပြီးတော့မှပြင်ဆင်တာတစ်ခုရဲ့ပြိုင်ဘက်ရဲ့ပုံစံကြည့်ပြီးတော့မှပြင်ဆင်တာတစ်ခုရဲ့ဒုတိယတစ်ခုကကျတော့အခုကဒီဟိုအာကစားဟိုဘာလဲပြိုင်ဘက်အတိရောက်လဲလဲရောက်လာ तू ကလည်းဟိုဟာဘယ်လိုပြောမလဲဆော့ဘောနဲ့ပြန်ပြီးတော့လာတယ်ဆိုတော့ကျွန်တော်တို့အရင်ခက်ခဲသွားပြီ ဟိုအချိန်လည်းပြည့်စုံအရင်မရှိတော့ဘူးဒါပေမဲ့ကျွန်တော်အကောင်းဆုံးလုပ်ဖို့ပဲဟိုလုပ်နိုင်မယ်လို့လည်းအများအားမျှော်လင့်ပြီးတော့မှအရင်အများအားကြိုးစားခဲ့ပါတယ်ဟုတ် ျွန်တော်စဉ်းစားထားတာတစ်ချီလောက်မှာတကယ်တမ်းဆိုစိတ်ထဲမှာတော့ကြိုတင်ပြီးတော့စဉ်းစားထားတယ်ဒါပေမဲ့ तू ကလည်းဟိုတကယ်ကောင်းလည်းပြန်ပဲတယောက်ပဲလက်တီးလဲသူပြင်းနဲ့တွေ့တဲ့အတိုင်း तू ကြားလိုက်ကိုကြားလိုက်ဆိုအာတကယ်ကောင်းတဲ့ပွဲပဲသူ့ကိုလည်းอืมချစ်ချစ်ကျူးတယ်သူ့ကိုလည်းဟုတ်အာပွဲကခက်ခဲခဲ့တာပေါ့ဘာဖြစ်ဆိုကျွန်တော်ကအာဘယ်လိုပြောမလဲပြိုင်ဘက်ဒီဒီဖက်ဆောက်ပေါ်နဲ့ကကျွန်တော်တိတ်ပြီးတော့ထိုးဖူးတာတိတ်မရှိပြီးတော့လည်းလက်အေးအတင်းနဲ့ဒီဝါမှာဆောက်ပေါ်ပရမောက်ဆုံးတစ်ကြိမ်ဖြစ်တယ်လို့ပြီးတော့လည်း သူ့ကိုကျတော့ကျွန်တော်တို့ကသူတို့တရုတ်ကကျတော့ဟိုဟာတော်များများ Instagram တွေ Facebook တွေတိုက်ပြီးတော့ဆိုရှာရခဲ့တယ်သူပွဲအရန်ရှာရခဲ့တယ်သူတို့တုံးတဲ့ဟာကဘာတွေလဲတော့မသိဘူးဒါပေမဲ့သူ့ပွဲတော့ပွဲရည်ဟိုဟာရှေ့သူ့ပွဲကျွန်တော်ရှာလို့ကိုမရဘူးကျွန်တော်တင်လာပြီးတော့အေးဟိုမဟုတ်ရှာလို့ရတဲ့တပွဲတလေတော့ရှိဒါပေမဲ့အဲ့ဒီပွဲတွေကအနှစ်အခြေဆိုဘလို့သွားကြည့်လို့မရအောင်လေကျွန်တော်တို့အများပြည့်အကစားသမားလစ်လာရဆိုလို့ရှိရင်အာအများပြည့်နောက်ဆုံးပွဲကိုပို့ပြီးတော့ဦးစားပြီးတော့မှလစ်လာတာပေါ့နော်အဲ့ဒါကြောင့် ဆိုသူ့ပွဲကိုတော်တော်လေ့လာရခဲ့တယ်ပြီးမန်းထားတာတော့ကျွန်တော်တော့ဟိုသူ့နဲ့သူအဝေကိုကျွန်တော်တတောင်ချမယ်ပဲစဉ်းစားပါတော့ဒါမဲ့သူကလည်းဟိုဘယ်လိုပြောမလဲကစ်ပေါင်းစင်တမဆိုတော့ distance တိုင်းတတ်တယ်ပြီးတော့သူကပြန်ပြီးတော့ဆုတ်အတားမြန်တယ်ဆိုတော့ကျွန်တော်အဲ့ဒါတွေတော်တော်ဝင်ပြီးတော့မှဖမ်းချုပ်လို့တိတ်မလွယ်သူလည်း with ထိုးပြန်ထွက်အဲ့လိုမျိုးဆိုတော့ကျွန်တော်စဉ်းစားထားတာနဲ့နည်းနည်းတော့ဟိုလွယ်သွားတာပေါ့ အဲ့ဒီချိန်မှာတော့တတော်ကိုမူတယ်ကိုယ့်အကိုပြန်ပြီးတော့ဒီနံပါတ်၄တစ်ချက်ကကျတော့ကိုယ့်အကိုပြန်ပြီးတော့ဒီကောက်ကောင်းရက်နိုင်အောင်တင်မလားအဲ့ဒါတခုရဒူရီယာတစ်ချက်ကကျတော့ဟိုတတိထားရတော့မယ်သူလည်းဟို လက်တီးပြင်းတဲ့ကစားသမားဆိုတော့ကိုကအဲ့ဒါကိုဒူရီယာချက်ပို့ပြီးတတိထားရမယ်နံပါတ်၃တစ်ချက်ကကျတော့ကိုကတော့ ဟိုဒီတိုင်းပဲဆက်ဖြစ်လို့မရဘူးဟိုဘာဖြစ်ဆိုပြိတ္တရလည်းကိုယ့်ဖက်မှာရှိတယ်အကုန်လုံးကိုယ်ဆောက်ကြည့်နေရဲဆိုကျွန်တော်ဘာနိုင်ရတော့မှာပေါ့ဆိုတော့အဲ့ဒါကိုပို့ပြီးတော့သွေးဝင်လာတာပေါ့ဟုတ်အဲကျူတင်တာကတော့သူ့ရဲ့ပုံစံစပေါ်ရဲ့ပုံစံသူဝင်လိုက်တတောင်ရိုက်မယ်ပြီးရင်ကျွန်တော်ကဟိုအနီးကပ်လွတ်ရှိတတောင်ရိုက်မယ် clinch မယ်အဲ့ဒါကတော့ကျူပြီးတော့ပြင်ဆင်တယ်ဒါပေမဲ့တကယ်တကယ်နဲ့ပြိုင်ဘက်ကကိုထိုးထားတာနဲ့ကိုပြင်ဆင်တာတချို့ကကျတော့လွဲမှားတာလည်းရှိတယ်ပေါ့နော်မဖြစ်လို့လဲဆိုတော့ဟိုဟာ ကိုပြင်ဆင်လာတဲ့အရာမှာ तू ကပြန်ပဲကြောင့်စင်ပေါ်မှာပရမတ်ရှိမှာပြောင်းပြောင်းသွားမယ်ဆိုတော့သူ့ရဲ့အဓိကပရမတ်ရှိမှာကိုကပို့ပြီးတော့တတိထားပြီးကြည့်ရမယ်ဒုတိယရှိမှာကိုကပြောင်းလဲတင်ရမယ့်အချိန်မှာကိုထပ်ပြီးတော့ဆက်ပြီးတော့ပြောင်းလဲရတော့မယ်ကိုဒီတိုင်းပဲဟိုဒီတိုင်းဒီတိုင်းဝင်တော့ကျွန်တော်လည်းမလွယ်လောက်သူသူ့ရဲ့ power check ကံကြတော့လေအဲ့ဒါကြောင့်ဟုတ်ဒီဝိချတဲ့ပိုင်းမှာစားတောင်းတဲ့ပိုင်းမှာပြောရမယ်ဆိုလို့ရှိရင်တော့ပရမတ်အဆုံး check ကကျွန်တော်ကပြိုင်ပွဲ မရဘူးတိုင်ပွဲဟိုဘယ်လိုပြောမလဲသူတို့လာမကန်လန်းကလေးကကျွန်တော်ဒီတလမှာကျွန်တော်ထိုးချင်တယ်ကျွန်တော်စဉ်းစားထားသူတို့ကိုလည်းပွဲတောင်းထားတဲ့အချိန်မှာကျွန်တော်စပြီးပြင်ဆင်လိုက်ပြီနလလောက်မှာကျွန်တော်စပြီးတော့ပြင်ဆင်တယ်ကျွန်တော်ပြင်ဆင်တဲ့အရာတွေလည်းကျွန်တော်တယောက်တည်းပဲမသွားနိုင်ဘူးကျွန်တော်ရဲ့အာဘာလဲဂျင်းဆရာလဲပြင်ဆင်တယ်ပြီးတော့အထူးဖြစ်မှာကျွန်တော်ရဲ့ဟိုမှာအနီကဆရာကြီးပေါ့အဲသူကတော့ကျွန်တော်အနီကဆုံးဟို ျွန်တော်မနေ့စာနေ့ညအကုန်လုံးကြည့်တယ်အဆိုတော့အဲ့ဒီအရာတွေတခုမကြံသူလည်းလိုက်လုတ်ပေးတာပေါ့နော်သူလိုက်လုတ်ပေးတယ်ဆိုတော့အဲ့ဒီအရာကြောင့်ဒီပွဲမှာကျွန်တော် weight ကိုအရင်လိုပြပင်ပပန်းနဲ့လည်းမချရသလိုဟိုကျွန်တော်ရဲ့ muscle တွေလည်းအရင်လိုလည်းမကျအောင်ပြီးတော့တန်လက်တမလာတယ်လို့ခံစားရတယ်အဲ့ဒါကြောင့်ဟုတ်ကဲ့အာ stand နဲ့ကကြတော့ तू ကတော့ကျွန်တော်ထက်အမှန်တမ်းပြောမစို့ senior အများကြီးကြတယ် तू ကပွဲပေါင်းလဲ तू က champion လဲ၃ချိန် တောင်ရှိခဲ့သုံးခုတော့ဗောနော်ရှိခဲ့ပူတဲ့လူကျွန်တော်လည်းလေးစားရတဲ့အာသာသမားတယောက်ဗောနော်အာပြင်စင်ရတော့ဟိုဟာဘယ်လို ready ဖြစ်ပြီလားဆိုရဲကကြတော့လေအာကစားသမားတယောက်က ready ဖြစ်ဖို့အချိန်ထိစောက်လို့ရှိရင်ကျွန်တော်တို့က ready နိုင်ဦးဆိုတော့လာမဲ့အချိန်ကိုတို့တကယ်လို့အရန်ထိုးစီချင်တယ်ပြီးတော့ကျွန်တော်လည်းအကောင်းဆုံးကြိုးစားခဲ့တဲ့အချိန်ဆိုကျွန်တော်အကောင်းဆုံးပဲလုတ်ပြဖို့ပဲ ဟိုစဉ်းစားတယ်ကျွန်တော်ဘဝမှာကျွန်တော်အကောင်းဆုံးဖြစ်ဖို့ပဲအများအားစူးစမ်းပြီးတော့မှပြိုင်ပွဲထိုးချင်တယ်ဒီလူနိုင်ရမှဒီလူနဲ့ကျွန်တော်အဲ့လိုမျိုးအနိုင်အရှုံးတွေအရင်မတတ်မှကျွန်တော်ဘယ်လောက်လုံနိုင်လဲကျွန်တော်ရဲ့စူးစမ်းတွေကျွန်တော်ဘယ်လောက်ထိဖို့ထုတ်နိုင်လဲကျွန်တော်ရဲ့အရင်ချင်းကျွန်တော်ဘယ်လောက်ပြနိုင်ရဆိုအဲ့ဒါပဲကျွန်တော်ဟိုချပြချင်တာပါဟုတ်သူတကယ်လို့ဟိုသူသူအများအားကျွန်တော်စိန်ခေါ်ရတယ်ဒါပေမဲ့သူနဲ့တူလာမယ်ဆိုလို့ရှိရင်လည်းတူလို့ရတယ်ဟုတ်ဟုတ် Thai fighter နဲ့တခြား fighter ကကျွန်တော် Thai fighter ကကျွန်တော်အမ် တော်တော်များများကကျတော့သူတို့ကလေကွာချားချက်တခုရှိတာကတော့တော်တော်များများနောက်ပိုင်းမှာ tie fighter တွေကအစားတောက်တွေကနိုင်ငံခြားလောက်မလေးလာလို့ကျွန်တော်ထင်တာပေါ့နော်အဲ့ဒီအစားတောက်ပိုင်းမှာသူတို့နည်းနည်းအားနည်းတာတွေရှိတယ်ပြီးတော့လဲဟို weight ချတဲ့ပိုင်းမှာသူတို့အားနည်းတယ်အာပြီးတော့သူတို့ကသူတို့ပုံစံကိုသူတို့ဒီလိုလာတာမျိုးတွေပို့ပြီးတော့များတယ်မွေထိုင်းပုံစံတကယ်တကယ်ဒီနိုင်ငံခြားသားတွေနဲ့တိုးပြီးဆိုလို့ရှိရင်တကယ် ဟိုနတ်တဲ့လူနဲ့ပညာသုံးတဲ့လူဆိုလို့ရှိရင်ထိုင်းတို့လည်းတော်ရင်တော့မရှင်နိုင်တော့ကျွန်တော်မြင်တယ်ကျွန်တော်အနေနဲ့ကကျွန်တော်ထိုင်းနဲ့ဟိုဟာထိုးတယ်ဆိုလို့ရှိရင်တော့နိုင်ငံခြားကျွန်တော်ပို့ပြီးတော့ချိန်တယ်အဲ့လိုမျိုးတော့ပို့ပြီးတော့ရှိတယ်ပေါ့ဟုတ်ကျွန်တော်ရဲ့စိတ်ထားရဲ့ကတော့ဒါကကွန်လိုက်ရဲ့နေရာဒုတိယနေရာမှာကျွန်တော်နေချင်တယ်ပြီးတော့လည်းမြန်မာနိုင်ငံဟိုလူမျိုးတိုင်းအတွက်ဂုံယူရမယ့်အမျိုးသမီးတယောက် ဖြစ်အောင်ကျွန်တော်ကြိုးစားလုပ်ချင်တာပေါ့နော်ဆိုတော့ဒီအရာတွေကတော့ကျွန်တော်တို့ကြိုးစားတလောက်ပြီးတော့ဆက်သွားမယ်ရအောင်တော့ကျွန်တော်ရချင်တယ်ဒါပေမဲ့ကတိတော့မပေးရဘူးဒါပေမဲ့ကျွန်တော်အကောင်းဆုံးအကောင်းဆုံးဟိုဂုံယူရစေမဲ့အမျိုးသမီးတယောက်အဆုံးထိတော့ကျွန်တော်ဆက်သွားမှာဟုတ်ကွန်လာကကျွန်တော်ကျွန်တော်အများအားအာပေးစကားတော့သူကတော့ညီမနေလုံးနိုင်တယ်ဟိုသူကအများအားကိုယ်အာပေးတယ်ပြီးတော့လဲ ဟိုတချိန်ကျရင်နေအဒီနေရာလဲရောက်လာမှာပါအဓိကအသေးသေးပုံမှန်ပဲလေ့ကျင့်ပြီးတော့မှဟိုအစားတောက်လဲတေးအသူအများအားအဆုံးပါပါပဲတင်မလားဟိုအကိုအရင်တယောက်လိုပဲသူကလဲကိုသားချစ်ချစ်တယ်ကိုလဲသူ့ကိုချစ်တဲ့အကြောင်းလေးလဲပြောတယ်သူနဲ့တွေ့လို့ရှိရင်လဲကိုကမျက်ရည်အများအားပါတယ်ဆိုဆိုအဲ့လိုမျိုးဖြစ်တယ်ဘာဖြစ်ဆိုအရင်နှမျောမိတယ်ကျွန်တော်တို့ကသူ့ကျွန်တော်သူ့တကယ်သား RPA ဆိုတော့သူကျွန်တော်ရောက်လာတဲ့အချိန်မှာသူကထွက်သွားရအောင်ဆိုတော့အဲ့ဒီရတယ်စိတ်မကြည်မနာနည်းနည်းဖြစ်နေတာပေါ့ ထပ်ပြီးတော့မြင်ချင်သေးတာပေါ့နော်။အော်မြင်ချင်တာပေါ့။ကိုအလာကတကယ်တမ်းဆိုလို့ရှိရင်ဒီအာကစားပိုင်းမာရီရောဟိုကျွန်တော်တို့ပြတ်တတ်သွားတယ်ပြီးတော့သူ့ရဲ့နှလုံးသားအရန် kindness တဲ့ပိုင်းမာရီရောကျွန်တော်တို့တွင်တင်ပြတ်တတ်သွားတယ်ဆိုတော့အဲ့ဒီဟာတွေကိုသူ့ရဲ့နှိတ်ချတာတွေကိုကျွန်တော်အရန်တဘောကြတယ်ဆိုအဲအရန်မြင်ချင်တယ်အဲ့လိုအာဇာသမားတော်တော်ရှာတယ်ဆိုတော့ကျွန်တော်အဲ့ဒီဟာတွေမရက်တန့်စေချင်ဘူး။ဟုတ်ပါမယ်။မြေမကျွန်တော်ကျွန်တော်ကမြင်လာကြတယ်ဘယ်တော့ဒီပွဲထွက်အောင်ကျင်းတ်သွားမှထင်တယ်။ဘာလို့လဲဆိုတော့ ဲ့တော့အရင်တော့ထိုးရတဲ့ပြန်ကက်တွေကမွေထိုင်းတော့လက်ကောင်တစ်ခုမြင်တယ်ဘယ်တော့ကဘောက်ဆင်တအားအတန်နဲ့ fight တာဆိုကျွန်တော်သိတယ်ဒီနေ့ဆိုရင်ဘယ်တော့ဘောက်ဆင်စကေးတွေကောင်းကောင်းကြီးရှင်းကြည့်လို့ရတယ်အဲ့တော့ပြန်ကက်ကလည်းအဲ့လိုဘောက်ဆင်ကောင်းကောင်းနဲ့ကိုယ်လည်းဘောက်ဆင်ကောင်းကောင်းနဲ့ဘူးသူကြကိုကြနေတာဘယ်လိုဘယ်လိုပြုံးတယ်မြို့သူစီ respect တော့ bro အများကြီးပေးလိုက်တာလည်းသိတယ်အများကြီးလည်းပြရမယ်ဆိုတော့သူ respect ထားရဆို तू ကတကယ်တမ်းဆိုလို့ရှိရင်ဒီ one scene ပေါ်မှာပထမဆုံးချိန်တက်တယ်လို့ဆိုရင်တော်တော်များများက ကြောင်ပြီးတော့မှပင်ပင်ပန်းပန်းဖြစ်သွားကြတယ်။သူကကျတော့အဲ့လိုမျိုးမရှိဘူး။သူတကောတန်ပါတယ်။သူတန်ပါတဲ့ဟိုအာကစားဖိုက်တာတယောက်ဖြစ်တယ်။ပြီးတော့လဲကျွန်တော်စောက်ကြည့်နေတဲ့သူ့သူကျွန်တော်ကတော့ခတ်မှန်းတော့ဘောနော်ပရမရှိမှကျွန်တော်သူ့ပင်ပန်းအောင်လုပ်မယ်။ဒုတိယရှိတတိယရှိမှကျွန်တော်ဒါပေမဲ့ तू ကသူ့မှာအဲ့လိုမျိုးလုံးဝမရှိဘူး။ तू တကယ်တန်ပါတဲ့အာကစားတမတယောက်မလို့ပြီးတော့လဲသူများကျွန်တော်ပွဲပြည့်တဲ့ချိန်မှာသူ့ကိုသူများခေါ်သူ့ ်သူအဲ့ဒါကိုလက်ခံတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကျွန်တော်တို့နေ့ကပွဲဖြစ်သွားတယ်အဲ့ဒါအကြောင်းမလို့ကျွန်တော်သူ့ကို respect ရှိတယ်ကျွန်တော်သူ့ကိုလေးစားတယ်ဆိုဂျေဇူးလည်းတင်တယ်ဒီပွဲအတွက်တကယ်ဂျေဇူးတင်တယ်ပေါ့ဘောက်ဘောက်ဆင်ရှင်ထိုးတဲ့ဘိုင်လေးချင်ပြအာဘောက်ဆင်ရှင်ထိုးတာတော့သူလည်းဘောက်ဆင်ကောင်းတယ်ကိုတိလဲကိုတိတယ်ကိုလည်းကိုလည်းကိုကိုကောင်းတယ်လို့ကိုထင်တာဒါပေမဲ့ဟိုဘယ်လိုပြောမလဲနှစ်ယောက်စလုံးကအော်မတိတ်မရင်းပါပဲဒီလိုနှစ်ယောက်စလုံးဒီလိုလုပ်နိုင်တာကပရိသတ်တွေရဲ့အကြိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျင်တတ်တယ်ဟုတ်ကဲ့ကျေးဇူးဟုတ်ကဲ့ thank you Yeah. Okay, thank you, Ba. Thank you. Thank you, Law.